အဲ့တော့သမီးတို့စဉ်းစားကြည့်လိုက်အမတို့စဉ်းစားကြည့်ညီမတို့စဉ်းစားကြည့်အကိုတို့လည်းစဉ်းစားကြည့်အားလုံးစဉ်းစားကြည့်လူတွေကိုကြည့်လိုက်လူတွေကပြုံးနေသူနဲ့မပြုံးနေသူဘယ်သူပိုများလဲနော်ပြုံးနေသူနဲ့မပြုံးနေသူနဲ့ဘယ်သူပိုများလဲပြုံးနေသူကနဲတယ်ဘယ်သူကြည့်ကြည့်အားလုံးရဲ့မျက်နှာတွေမှာ အလိုမချမှုတွေနဲ့ဘဝင်မချမှုတွေနဲ့ဒေါသတွေနဲ့လောဘတွေနဲ့တိလာအိတ်တာတွေနဲ့မီဇရီယာတွေနဲ့အမြဲတမ်းအတိုင်းသွားနေကြတာ လူတွေရဲ့မျက်နှာမှာအပြုံးရမ်းနေတယ်။မပြုံးနိုင်ကြဘူးလူတွေကနော်။ဖြစ်ပြနေတဲ့အခြေအနေတွေကိုလည်းလက်မခံနိုင်ဘူး။ကိုယ်စိတ်ကလေးကိုလည်းမထားတတ်ဘူး။ပြုံးဖို့လည်းမေ့နေကြတယ်။တိတ်လား။ပြုံးဖို့လည်းမေ့နေကြတယ်။တယောက်ကိုကြည့်လိုက်ရင်ကိုကြည့်လိုက်ရင်ကိုနော်မပြုံးမနဲ့ဒီကောင်ငါ့ကိုဘာကြည့်ရလဲဒီကောင်ငါ့ကိုဘာကြည့်ရလဲပုံစံကအချိုးကမပြေဘူးကြည့်လိုက်တာနဲ့တွေးလိုက်တဲ့အတွေးကွာ မကောင်းတဲ့အတွေ့ကိုပဲစတွေ့ပြီးအစိတ်အလိုမကျတဲ့အတွေ့နော်မနစ်သက်တဲ့အတွေ့မကြိုက်တဲ့အတွေ့ဒါနဲ့ပဲသူများကိုသွားသွားပြီးအကဲဖြတ်ကိုနဲ့မဆိုင်တာလို့မတွေးနဲ့ကိုနဲ့မဆိုင်တာလို့မတွေးနဲ့နော်ကိုလောက်အမဲလောက်ကဘာလောက်အမလဲပြုံးမယ်ဟုတ်ပြီနော်ဂျေဇုတင်တဲ့စိတ်ကလေးနဲ့အမြဲတမ်းနေမယ်ဘလို့ဂျေဇုတင်ရမှာလဲအေးရ မျက်နှာမျက်အစောထားလိုက်လို့အေးရာကနေထားလိုက်တယ်မျက်လုံးနှလုံးပွင့်နေခြင်းကနေစပြီးမှကိုခန္ဓာကိုယ်လေးကိုအရင်စပြီးယေရှုတင်တယ်ဒီနေ့ဒီရက်ဒီချိန်ဒီကိုဒီကျမ်းမာနေတယ်ကိုဒီအသက်ရှင်နေတယ်ယေရှုတင်ရတယ်ကိုရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ကလေးစားလေးတွေအကုန်လုံးကိုတလောက်နှိပ်စက်ပြီးငိုယိုးเนาะကိုတစ်ချိန်လုံးပူလောင်တော့ကတွေဖြစ်နေပေမဲ့လေဒီနေ့ဒီချိန်ဒီဒုက္ခများကျမ်းမာနေပြီးရှာတယ်ယေရှုတင်မှုကောင်းလိုက်တာယေရှုတင်ပေးရမယ်ရှူစရာလေးလေးတွေရှိနေတယ်ယေရှုတင်ရမယ် နော်တောက်ဆရာရေးလေးတွေရှိနေတယ်ကျေးဇူးတင်ရမယ်သိလားကိုအိတ်ဆရာနေရာလေးရှိနေတယ်ကျေးဇူးတင်ရမယ်ဘသူ့ကိုပဲဖြစ်ဖြစ်ဘလူးအကြောင်းအရာပဲဖြစ်ဖြစ်ဘလူးအခြေအနေမျိုးပဲဖြစ်ကျေးဇူးတင်ပါတယ်ဆိုစိတ်ကလေးနဲ့နေရမယ်နှုတ်ကလည်းထုတ်ပြောမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပေးမယ်လှုပ်ကြည့်လိုက်ပါနော်လှုပ်ကြည့်လိုက်ပါလုတ်ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ပြောင်းလဲလာတဲ့အချက်တွေကိုစပြီးမှခန်းစားမိလာလိမ့်မယ်။ချက်ချင်းတော့ပဲပြောင်းမလဲ နော်ချက်ချင်းတော့ပဲပြောင်းမလဲဒါပေမဲ့အချိန်လေးပေးရတယ်နော်ဒီဇိုင်းမမတ်လေးတွားရတယ်ကိုလိုချင်တာကတာရတဲ့ဘဝမလားကိုလိုချင်တဲ့စိတ်အေးချမ်းတဲ့ဘဝကိုလိုချင်တာကနော်ပြည့်စုံကျွေးဝတဲ့ဘဝကိုလိုချင်တာကချမ်းသာတဲ့ဘဝကိုလိုချင်တာကအချစ်ခံရတဲ့ဘဝဟုတ်တယ်မလားကိုလိုချင်တဲ့အရာလေးကိုရဖို့ရတော့ကိုအများကြီးမခိုင်းမှုနော် တစ်စိတ်ညင်းမဲ့သွားမှာပြုံးမယ်ကျေးဇူးတင်မယ်ပြုံးမယ်ကျေးဇူးတင်မယ် မခတ်ဘူးနော်လွယ်လွယ်လေးပါလွယ်လွယ်လေးဆိုရင်အလွယ်တကူလုပ်လို့တော့မရဘူးပေါ့ကြိုးစားပြီးလုပ်ရမယ်နော်ကြိုးစားပြီးလုပ်ရမယ်အဲ့တော့ဆရာမကအားလုံးဆရာမကလေအားလုံးကိုချစ်တာနော်လူတွေအားလုံးကိုတန်းတို့ချစ်တာလူတွေအားလုံးကိုကောင်းစေချင်တာလူတွေအားလုံးကိုစိတ်ချမ်းသာစေချင်တာဒါဆရာမရဲ့မြစ်တာအမှန်ပဲဒါကြောင့်ဆရာမကဖြည်းဖြည်းလေးချင်းဖြည်းဖြည်းလေးချင်းနဲ့အားလုံးကိုလွတ်မြောက်တဲ့ဘဝတွေဖြစ်အောင်ဆွဲခေါ်ပေးမယ် 調査ပြီးမှလိုက်ခဲ့ပြီးပါလို့ဆရာမမြစ်တာရက်ခက်နေဘာလို့လိုက်ခဲ့ခိုင်းတာလဲဆိုရင်ဆရာမတော်မဟုတ်ပါဘူးအခုကြည့်နေတဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကိုချမ်းသာစေခြင်းလို့ပါ အေးချမ်းစေခြင်းလို့ပါ နော်စိတ်ချမ်းသာစေခြင်းလို့ဘဝလေးတွေကိုတာယာတဲ့ဘဝလေးတွေရစေခြင်းလို့ဒီစေတနာနဲ့ဆရာမဆွဲခေါ်တာဖြစ်တဲ့